တရုတ်တိုက်ပွဲမှာခွဲထွက်ရေးလှုပ်ရှားမှုတွေမြင့်တက်လာပါကဖိအားတွေကိုတုံ့ပြန်သွားမယ်လို့တရုတ်စစ်တပ်ကမလ9ရက်ကသတိပေးခဲ့ပါတယ်။တရုတ်တိုက်ပွဲမှာလွတ်လပ်ရေးလှုပ်ရှားနေသူတွေအနေနဲ့ကြောက်ကမ်းပါကနေပြန်ဆုပ်ဖို့လဲတရုတ်စစ်တပ်ကသတိပေးခဲ့ပါတယ်။တရုတ်ဟာတရုတ်တိုက်ပွဲကို၎င်းရဲ့နယ်နိမိတ်တစ်ခုအဖြစ်ကြီးညာထားပြီးလိုအပ်လာပါကစစ်အင်အားသုံးပြီးထိန်းချုပ်သွားမယ့်အစီအစဉ်ကိုဆွလွတ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။မကြသည်မီကလည်းတရုတ်ဟာတရုတ်တိုက်ပွဲကြောင့်အနည်းမှာစီးရင်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးတရုတ်တိုက်ပွဲဆိုရပေါ်ဖိအားတွေတုံ့ပြန်ခဲ့ပါတယ်။ တရုတ်တိုက်ပွဲမှာခွဲထွက်ရေလှုပ်ရှားမှုတွေပိုပြီးမြင့်တက်လာလေလေအဲ့ဒီခွဲထွက်ဝါဒီတွေရဲ့လေမျိုးပိုပြီးအညစ်ခံရလေလေနဲ့သူတို့ခေါင်းပေးမှာမိုးထားတဲ့ဓာတ်သွားကလည်းပိုပြီးထက်လာလေလေဖြစ်ပါလိမ့်မယ်လို့တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဝူချင်ကနိုင်ငံပိုင် CCTV ရုပ်သံကထုတ်လင်းတဲ့အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။တရုတ်ပြည်သူလူမျိုးရေးတပ်မတော် PLA ဟာခွဲထွက်ရေးဝါဒီတွေကိုတံပြန်ပြီးပြန်လည်ပေါင်းစည်းရေးအတွက်အင်အားစုတစ်ခုဖြစ်ပါတယ်လို့ဝူကပြောပါတယ်။